လောကမှာယောက်ျားချင်းယောက်ျားခံရခြင်းရဲ့လို့မကြမကြပြောကြကြားရတတ်တယ်။သူများတွေကယောက်ျားလို့ယောက်ျားရတယ်လို့လည်းပြောရကြတယ်။ပြောချင်တာကတော့သူများတွေချလို့ကြားရတဲ့ယောက်ကခံလိုက်ရလေခဏပါပဲ။တတိလွတ်လွတ်ခံလိုက်ရတာပါ။သိပြီးတော့မခံရတတ်ပါဘူး။အပေါ်ကိုပြန်ရောက်လာမှာပါပဲ။ ကြောက်စရာကောင်းတာကကိုကိုတိုင်းကြောက်ကြီးကိုကြောက်မှန်းမသိလို့ခုံးချပြီးကြရတဲ့ကြောက်ကမှလောကမှာတကယ်ကြောက်စရာကောင်းတာကို့ဘဝကိုပျက်စီးစေတာလို့အဲ့လိုသိမြင်စေချင်ပါတယ်ကိုကမှန်ကန်နေပါရဲ့နဲ့သူများတွေကတက်တက်ကြောက်ချခံရလို့ကြောက်ကြသွားရတာကတကယ်ကြောက်ကြသွားတာမဟုတ်ဘူးကြရတယ်လို့ထင်လဲရတာပဲရှိတယ်ကို့အလုပ်တွေမှားလို့ကို့အပြောတွေမှားလို့ကို့အတွေ့တွေမှားလို့ ကို့အနေထိုင်နေမှားလို့ယောက်ကြသွားတာကမှတကယ်ဘဝမှာယောက်ကြသွားတာဖြစ်တယ်။ကြောက်စရာလဲကောင်းပြီးတော့လွန်စွာလဲအန္တရာယ်များတယ်။သူများယောက်ချလို့ယောက်ကြမှာကိုမကြောက်ပါနဲ့။ကို့ဘာသာမှားပြီးကြသွားတဲ့ယောက်ကြမှာကိုသာကြောက်ပါ။ဗုဒ္ဓကိုတိတ်ထီတွေကသုံးတရီပရဘုံမတို့ဇိဇမာနတို့နဲ့အကျဉ်းချင်းယောက်ချခဲ့ပေမဲ့ဗုဒ္ဓယောက်မကြခဲ့ပါဘူး။ ခဏလေးကြောက်ကြတဲ့အောင်ထင်လိုက်ရတာပါဒီဝရက်ကလည်းလူကြားသူကြားထဲမှာဖခင်ကိုကြောက်ကြအောင်လူတွေအထင်လွဲအောင်ဟိုဟာတောင်းဆိုဤဟာတောင်းဆိုနဲ့ဖခင်ကိုကြောက်ကြအောင်ကြောက်ချခဲ့တာတွေရှိတယ်ဒါပေမဲ့ဖခင်ကသိနေတော့ကြောက်မကြပါဘူးတိတ်တိတ်လေးဆိုတာကလည်းဖခင်ကိုကိုလူမေခွန်းနေနဲ့ကြောက်ချဒီလူမေခွန်းနေနဲ့ကြောက်ချနဲ့ကြောက်ကြအောင် လုပ်ခဲ့ကြပြီမယ်ဖခင်ဘယ်မှာကြောက်ကြခဲ့လို့လဲ ကိုကိုတိုင်းကအမားတွေလုပ်ကိုကိုတိုင်းကအမားတွေပြောကိုကိုတိုင်းကအမားတွေပြီးမြင်ပြီးတော့ယောက်ထဲခုံမချရင်ပြောချင်တာကတော့ကိုကိုတိုင်းကတာမှန်းနေရင် သူများတွေချလို့ယောက်မကြဘူးကိုကိုတိုင်းကတာတောင်ပေါ်မှာမမမမနဲ့တန်တန်မာမာနဲ့ရပ်နေနိုင်ခဲ့မယ်ဆိုရင်သူများတွေကကြောက်ထဲကြအောင်ဆွဲချလဲသူတို့ပဲကြောက်ထဲကြသွားကြမှာပါဒါကြောင့်အတူချုပ်ပြောရရင် ကို့ဘဝကိုသူများတွေကကြောက်ထဲဆွဲချမှာကိုစိုးရိမ်မနေပါနဲ့ကိုကိုတိုင်ကသာကြောက်ထဲခုံးမချမိအောင်ကြောက်ထဲကြမသွားအောင်ကြောက်ထဲပါမသွားအောင်တန်မာနေအောင်သာကြိုးစားပါအစင်မပြေသေးလို့ကြောက်ထဲဆွဲချလို့ကြသွားရတယ်ပါသွားရတယ်ဆိုရင်လဲမပူပါနဲ့ကိုကိုတိုင်ကကြောင်မန်းသိနေတာမို့အပေါ်ကိုပြန်တက်လာမှာပါတောင်ပေါ်ကိုပြန်ရောက်လာမှာပါပဲလောကမှာတကယ်ကြောက်စရာကောင်းတာက သူများကကြောက်တဲ့ဆွဲချခံရမှာတဲ့ကိုကိုတိုင်းကကြောက်မှန်းမသိလို့ခုံချမိမှာကိုပဲကြောက်ပါကြောက်တဲ့နေရတာကိုပြောနေတဲ့သူဖြစ်မှာကိုပဲကြောက်ပါအာလုံးအာလုံးဘဝမှာကိုကိုတိုင်းကြောက်ကိုကြောက်မှန်းမသိသူများမဖြစ်ကြပါစေနဲ့ကြောက်ကိုကြောက်မှန်းမသိပဲခုံချသူများမဖြစ်ကြပါစေနဲ့လို့ပဲဆန္ဒပြုခဲ့ပါတယ်